မျက်စိအားကဘာတွေလောက်ကြမလဲမျက်စိကြမ်းပါဖို့ဒါတွေကယူဆိုင်လိုက်ပါနံပါတ်၁ကတော့အာဟာရရှိတာများများစားပြီးပို့လိုပါတယ်။အစာအသောက်ဆိုတာကိုယ့်ရဲ့ကျန်းမာရေးကိုကောက်အောင်လည်းလုပ်ပေးနိုင်တယ်လို့စိုးအောင်လည်းလုပ်ပေးနိုင်တဲ့အရာတွေပါ။အလုံးသိကြတဲ့အတိုင်းပဲမျိုးလုံးကျန်းမာရေးအတွက်ဆိုဗီတာမင် A ကျွယ်ဝတဲ့မုန်လာဥနီ၊မြင်းခွာရွက်၊ဟင်းနူနဲ့ကြိုက်လန်နဲ့ကစွန်ရွက်တို့ကိုစားပြီးပို့လိုအပ်ပါတယ်ရှင်။ ။ဒါပြင် omega 3 fatty acids ကျွဲဝတဲ့ငါးတွေဖြစ်ကြတဲ့တူနာငါ၊စာတင်းငါနဲ့ဆယ်မွန်ငါးတွေမှာလည်းအမြင်အာရုံကို အထူးကောင်းမွန်စေတဲ့အကျိုးကျေးဇူးတွေပါတာကြောင့်စားကိုစားသင့်တဲ့အထက်မှာပါပါတယ်ရှင်။ ။နောက်ထပ်စားတင်တာကတော့ချက်ဥပါပဲ။နေကြစီ၊ဖယုံစီနဲ့ပင်ပွားစီတို့လို အစီအစံတွေကိုလည်းစားပေးတင်ပါတယ်။ဒါတွေစားပြီးမယ်ဆိုရင်အသက်ကြီးလာရင်တော့မှတော်ယုံတန်ယုံနဲ့မျက်စိမမှုန်တက်ဘူးလို့ဆိုထားပါရဲ့ရှင်။နံပါတ်2ကတော့ဖုန်းတွေကွန်ပျူတာတွေကိုအကြာကြီးမကြည့်ပါနဲ့နော်။ ်နည်းပညာတိုးတက်လာတဲ့ဒီခေတ်မှာကွန်ပျူတာ၊ smartphone ၊ digital ပစ္စည်းတွေနဲ့ကင်းမို့ဆိုတာမလွယ်ကူတော့ပါဘူး။ဒါပေမဲ့ကွန်ပျူတာအကြည့်များပြီးတော့မျက်စိဆက်လာတာ၊မျက်လုံးအောက်လာတာတွေကသင်ရဲ့ကျန်းမာရေးကိုထိခိုက်နေပြီဆိုတဲ့လက္ခဏာတွေပါ။ကိုယ့်ရဲ့အလုပ်ကကွန်ပျူတာကိုမဖြစ်မနေအမြဲကြည့်နေရတဲ့အလုပ်ဆိုရင်မျက်လုံးမထိခိုက်စေဖို့အတွက်ဖုန်း၊ကွန်ပျူတာတွေကိုတစ်နာရီလောက်ကြည့်ပြီးရင်ခဝေးဝေးတနေရာကို10မိနစ်လောက်ကြည့်ပေးပါ။ ဖုန်းကွန်ပျူတာကြည့်ရင်မျိုးလုံးကိုမထိခိုက်စေမယ့်မျက်မှန်ကွန်ပျူတာမျက်နှာပြင်ကအလေးရောင်ကိုကပေးတဲ့အကာအကွယ်တစ်ခုခုကိုသုံးပေးပါမျက်တောင်ခတ်ပေးဖို့လည်းမမေ့ပါနဲ့မျိုးလုံးညောင်းလာရင်မိနစ်20လောက်မျိုးလုံးလေးမှိတ်ထားပေးပါရှင်။နံပါတ်3ကတော့နေကမျက်မှန်တက်ပေးပါနော်။နေကမျက်မှန်တက်တိုင်းပဲများတာမဟုတ်ပါဘူး။မျက်စိကိုဓာတ်ရိုက်ထိတွေ့နေရတဲ့အလုတ်ခွင်တွေမှာ လုံနေရတဲ့သူတွေကနေကမျက်မှန်ကိုတက်တင်ပါတယ်။နေရောင်ခြည်ထဲမှာပါတဲ့ခရမ်းလိုရောင်ခြည်တွေက အသားရဲ့အတွက်သာမကောက်ဘူး။ မျက်လုံးကိုပါဒုက္ခပေးနိုင်ပြီးတော့အမြင်အာရုံကိုပျက်စီးစေတဲ့အထိကြောက်စရာကောင်းပါတယ်ရှင်။ဒီတော့ခရဲလိုကြောင့်ကြီးကိုကာကွယ်ဖို့ဆိုရင်ခရဲလိုကြောင့်ကြီးကိုကာကွယ်ပေးနိုင်တဲ့နေကမျက်မှန်ကိုအပြင်သွားတန်းတက်သွားတာအကောင်းဆုံးပါပဲ။လေးခုမြောက်ကတော့အကာအကွယ်ဝတ်ထားပါ။ကဟေစော်တဲ့အလုံးဓာတုပစ္စည်းတွေနဲ့ထိတွေ့နေရတဲ့အလုံးမျိုးလုံးနဲ့အမောအမွားတွေဝင်နိုင်တဲ့အလုပ်တွေလုပ်နေရတဲ့သူဆိုရင်မျိုးလုံးအကာအကွယ်တတ်ထားဖို့အရေးကြီးပါတယ်။နောက်တစ်ချက်ကတော့စလိပ်ဖြတ်ပါ ဆလေးကြောင့်အမြင်အာရုံထိခိုက်သွားပြီးအမြင်အာရုံချို့တဲ့တဲ့ယောဂရနိုင်တယ်လို့အတွင်းနေဖြစ်မှုအလားအလာပေါ်များပါနဲ့ဒါကြောင့်ကောင်းကျိုးတစ်ခုမှမပေးတဲ့ဆလေးကိုဖြတ်လိုက်ပါနော်နောက်ဆုံးလုပ်တဲ့နာကတော့ကိုယ့်ရဲ့မျက်လုံးကိုကျန်းမာရေးပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်ကိုယ့်ရဲ့မျက်လုံးပါဝါကဘယ်လောက်ရှိနေလဲမျက်စိအားနည်းနေတာလားမျက်မှန်တက်ဖို့လိုနေပြီလားမျက်မှန်လဲဖို့လိုနေပြီလားဆိုတာကိုဆရာဝန်စီမှာပုံမှန်စစ်ဆေးပေးတင်ပါတယ် ဒါမှကိုယ့်ရဲ့အမြင်အာရုံထိခိုက်နေပြီလားမျိုးလုံးနဲ့ပတ်သက်တဲ့တခြားယောဂါတွေရှိနေပြီလားဆိုတာကိုစောစောသိနိုင်မှာပါ။